တောတာစင်ပေါင်းမင်္ဂလာပါခင်ဗျာလေးစားရပါတော့စာရေးဆရာမကြီးခင်းနှင်းယူဤမြကြာပြူဝတ္ထုစေ အပိုင်း73ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာမြကြာပြူချီယုံအင်ကန်းလီမှာဒေါက်တာဖေသိန်းတို့လီမယားနှစ်ယောက် မန္တလေးကို ပြောင်းဆွေသွားကြရသည်ဆယ်လီတို့မိသားစုမှလည်းဥဆွေဆောင်အိမ်ကို ပြောင်းဆွေဖို့ပြင်ဆင်နေကြသည်ဆယ်လီသည်ပစ္စည်းများကို မကြီးတို့လင်မယားနှင့်ကူညီထုတ်ပို့ရင်းသားနှင့်သမီးကိုလည်းအကျိုးကြောင်းပြောပြရအောင်မည်သူ့သားနှင့်သမီးသည်စုံနိုင်ခက်ခဲသောကလေးများမဟုတ်ကြဂျင်မီကစေတန်းသာရောက်လာသည် ဒေါ်လီသာသမိမြဖြစ်သောဖိုးထောင်စွစုပိမမသိန်းတို့နှင့်ကစားတီကလွေ၍အပြင်ထွက် လေပတ်တတ်သူမဟုတ်အင်းဒီကตา၍ဧတီတီသို့သောသူတို့ယခုပဝင်းကျင်အတိတ်ကိုဝင်ရတော်မီအဘိုးဘွားဆိုပေမဲ့ဥဆွေဇံအောင်နှင့်ဒေါ်ဆန်ကြော့ခိုင်လက်ပေါ်တွင် သူတို့ကြီးပြင်းလာကြသူများမဟုတ်ဒါကြောင့် သူကတတိပေးရသည်ခုမမီတို့ ဆေးရုံအိမ်ကနေဘူဘူဘွားတို့အိမ်ကို ပြောင်းရမယ်ဒယ်ဒီကလန်ဒန်မှာအလုပ်ဆက်လုပ်နေတော့ဒီအိမ်မှာမမီတို့နေခွင့်မရှိတော့ဘူးသူစကားကူတော့သူထိမ့်၍ပြောလိုက်သည်မမီက နောက်စုစီပွားရေးစောက်ချလို့ရမှာဆိုတော့သားတို့ကိုနောက်ပိုင်းအုတ်ထိန်ဖို့ဆန္ဒဘပွားကစီတယ်။ဘပွားကရော သားတို့နဲ့အတူနေခြင်းလို့မာမီတို့ပြောင်းရမယ်။သားတို့အခုနားလေရမှာကဘူဘူဘပွားတို့ဟာ သားတို့အပေါ်စည်တနာအမတန်ထားပါတယ်။ဒါပေမဲ့ဘူဘူဘပွားတို့အိမ်ဟာခိတ္တခဏသားတို့နေရမယ့်အိမ် ိုးအိမ်ကိုးအရာမဟုတ်ဘူးတနေ့သားရဲ့သမီးရဲ့မမီးရဲ့ကိုးအိမ်လေးနဲ့ကိုနေနိုင်အောင်သားတို့ကြိုးစားပါမမီးလည်းကြိုးစားမယ်ပြီးတော့ဘူဘူဘွားတို့နဲ့နေတဲ့အခါအမေပဲသူတို့ဆန္ဒကိုဦးစားပေးရမယ်။သူတို့ကတားတို့ရဲ့ဒေဒီအစားကျေးဇူးရှင်တွေ အခုဒီအိမ်မှာနေတယ်လို့ပဲသားတို့တောင်းဝန်သားတို့လောက်ရလိမ့်မယ်ဘဘွားကပြောတယ်ဟန်အင်းနဲ့မမကြီးကိုခေါ်လာဖို့သူတို့မှာအစီကံတန်းလျာရှိတယ်တဲ့မကြီးတို့စိနေနေဘဘွားတို့အစီကံတွေလဲဘလူပဲနေနေမိဘူတဲကို သမီးကဝင်ရမယ်နနက်စာနေ့လယ်စာတွေကိုကြောင်မသွားတဲ့နေ့တွေမှာ ကိုယ်တိုင်ဝင်လို့ရမယ်။ဂျင်မီလဲဘူဘူရဲ့ဝေယဝိစကိုမင်းအားလုံးတာဝန်ယူရမယ်။ညာအိယဝင်ကန်နီဘူဘူနဲ့ဘွားကို ကတော့ရမယ်။အဘိုးဘွားချမ်းသာတာနဲ့သားတို့အောက်ချီလွတ်လို့မဖြစ်ဘူး။သားတို့အရေးချင်းနဲ့ပဲသားတို့ကိုယ်ပိုင်စီတယ်။သားနဲ့သမီးဒီထုံးစံအတိုင်း သူပြောတာကသာနားထောင်သည်ဒေဒီဘရော့ပြန်မလာမလဲဟု၍မေးကြ၏မေးကြသည်ဦးစွေဇံအောင်တို့အိမ်မပြောင်းခင်နှစ်ရက်က သူဒေါ်တန်းရီဆိုင်ကိုအကြံဉာဏ်တောင်းရင်းစရင်စင်းစရာစီ၍ထွက်လာခဲ့သည်ဒေါ်တန်းရီပွဲယုံကလမ်းမတော်အောက်လန်းရောင်ပင်လေးစီးနှင့်မျက်နှာချင်းဆိုင်တိုက်ခမ်းများမှဖွင့်ထားသည် တိုက်ခန်းကနှခမ်းတွေ့လျက်တခမ်းကဒုတန်းဤကိုယ်တိုင်ဥစည်း၍လပွတ်တာဖြာပုံပန်းတနော်စသည်တို့နှင့်မြိတ်တဝဲရခိုင်တို့မှလာတော်ရေကျူးရေကျရေကျူးရေငန်းအချောက်များကိုရောင်းဝယ်သည်ဝေစားလဲလှုပ်သည်သူကလက်ကားဖြစ်၍အေးနှီးကြည်သည်တခမ်းကတုတ္တူမကိုဖွင့်ပေးထားသည် ။ငချောက်ပဇွန်ချောက်ကိုလက်လီကုံသေးကလေးများနှင့်ရထူးရောင်းသူတွေတိရောင်းဝယ်သည်။ကတ္တာကြီးနှစ်ခုအစီမှာစပွဲကြီးနှင့်ထိုင်နေသောဒေါ်တန်းကြီးကိုသူအစဉ်သည့်တွေ့ရသည်။ဒေါ်တန်းကြီးကဝဝိုက်ဖက်ဖိုင် အသားဖြူဖြူမျက်နှာဝဝိုင်းနှာတန်ကပေါ်ပြီးမဲ့မျက်လုံးများက အနှဲငယ်မေသည်။ပြပြုံးရေရေစကားပြောတာက ကုံတဲ့ဆန်သည်ဇပင်းကိုဆွေပြီးကြီးနှင့်ပတ်ထားဒီမှာလဲဝင်းလက်နေသည်ဆယ်လီလာထိုင်ထိုင်ဒေါ်တန်းကြီးကသူ့အစီမှာကလထိုင်ကိုထိုးပေးသည်ကိစ္စဒူစီလာဆယ်လီဆယ်လီကဖြည်းဖြည်းစွာထိုင်ရင်း ဝဲယုံတစ်ခုလုံးကိုအကဲခတ်နေသည်စည်ရင်စင်းစရာလေးစီလို့ဒေါခင်တက်တင်ကခိုင်းလိုက်လို့ပါပြီးတော့ကုချင်းအိန္ဒိယတောင်ပိုင်းကမစွန်ကြောက်တွေလဲအစိပတ်မှာရောက်မယ်ဟုတ်ပါရဲ့မြန်မာရေကျူးရေငန်ကြောက်တွေကတော့ညွတ်တုံးပေါ့လေကုချင်းကြောက်တွေကတော့ နေကအနှုတ်များတယ်။စည်ရင်တွေလည်းဆင်းပြေးလိုက်ပါမယ်။သူတို့နှစ်ယောက်စကားပြုတ်နေစဉ်ဆိုင်ထဲမှာငချောင်းအိတ်ကားပေါ်တင်နေသူတွေနဲ့တင်းမောဆိုင်၍ငချောင်းများပွဲယုံတင်လာသူတွေကတ္တာနှင့်ချိန်တော်အလौတမများနှင့်စီရီတွေဤပြောစုတံများမှာစူညာနေသည်ဒေါကင်တတ္တိဤ ဝီချုပ်စည်းလူတော်တန့်ပြန့်အေးစိမှုမရှိ မချောက်ပဇွန်ချောင်းနှံ့များကဝဲယုံတစ်ခုလုံးနံနေသည်မမကြီးနဲ့လေဆယ်လီတိုင်ပင်ချင်းလို့ပါဆယ်လီ မမဒေါခင်တက်တင်နဲ့အထေအလိတ်တွေအထေအလိတ်တွေးလုခဲ့တယ်မမကလည်းသင်ပေးပါတယ်မမကြီးစီတော့ cái giá gì mà về bây giờ thế? Bây giờ giao lề, lấy lề giao nhà để lý. Tu ừ, xe lý giao không mà, giao không mà đuổi cả. Nguyên yên nguyên đi thấu bị mệt đấy. Xe lý, tí đang công đi thảo mà lũ. À thế giải lấy giả công là. Ngà cháu bây giờ giao lại mê, lấy giả công là. Xin ra mà mà gì nè lề tay mình chỉ lũ. ဒေါ်တန်းကြီးကစဉ်းစားရင်းလောက်သမားတွေကိုလှမ်းကြည့်လိုက်သည်မြင်းနဲ့အတိုင်းပဲဆယ်လီရေသင်းမောဆိုင်တော့တမျိုးကားဆိုင်တော့တမျိုးကုံတင်ကုံချနေအလုတ်သမားတွေကလည်းဆက်ဆံရစီယုံရတယ်ဟိုဘက်ကမမတူမကလက်လီဝေတီတွေကို ရောင်းနေပြီးတော့ ရတူရောင်းတဲ့လမ်းမေးစည်းတဲ့လူတွေကိုရောင်းနေသူတို့ကတော့တယောက်မှ တပိတ္တာလောက်စီးကူတောင်းယူတဲ့လူနဲပါတယ်မနဲ့ပဇွန်เจ้าယူသွားပြီးညနေရောင်းလို့ကြံ့တဲ့ပဇွန်เจ้าကိုပြန်သွင်းနေလေချီတာပေါ့တချို့လေပဇွန်เจ้าအမှုတ်ကျိတ်ပြီးသားဝဲတမတ်တန်အထုတ်လေးတွေထုတ်ရောင်းနေတမတ်တန်အချုံမုတ်ထုတ်လေးတွေနဲ့တွဲရောင်းနေလေ ထူစဉ်ကတမတ်ဖို့အယောင်းဝယ်စီတယ်ဒါကတော့မမအနေနဲ့ငွေရင်းမတက်နိုင်တဲ့လမ်းဘေးဈေးတယ်လူတွေကိုကူတဲ့သဘောပါနေပြန်တူနဲ့လှုပ်ရှားရင်ခက်မြမြနစ်နာလွန်းလို့တချို့ဈေးတယ်လူတွေကမမနဲ့မပတ်သက်ပါဘူးတချို့ကတော့သူတို့ရုပ်ကြားတွေကမမပွေးရုံမှာကူလီထမ်းတယ်ဒီတော့ သူတို့မိမတွေက ပစွန်ကြောက်ငချောက်ဘန်းလေးတွေနဲ့ရောင်းတာပေါ့လေသူတို့မှလည်းသူတို့ဈေးခွက်နဲ့သူတို့စီတယ်ကပ်လီကွက်တစ်နဲ့ပလက်ဖောင်းတွေမှာသူတို့ဈေးခွက်ပေါ့ထူစင်က ကွက်တစ်များရန်ကုန်မြို့ထဲမှာစီပါသေးသည်ဒေါ်တန်ကြီးသည် စကားစရက်လိုက်ရင် ဆိုင်ထဲကိုတုတ်တိတုတ်ပြားဝင်လာတော့အမျိုးသမီးတူဦးကိုကြည်လိုက်သည်ခင်မေဘာဖြစ်လာတာလဲအမျိုးသမီးကစပွဲနာမျက်စိမျက်နှာပြက်ကပ်လာသည်တော်တော်ရဲ့ကျမကျမပစွန်ကြောက်ပန်းလီမြူနီစီပယ်ရဲ့ရဲဖမ်းသွားလို့ ဝဇွန်ကြောက်ပန်းပါသွားပြီခက်လိုက်တာခင်မီရဲ့နင်ကမလျင်ဘဲကိုပလက်ဖောင်းပေါ်ရောင်းနေဆိုတာအပြေးတန်ရတယ်ကျမဝေသူတယောက်ရောင်းနေတာသူတို့လာတာတတိမထားလိုက်မိဘူးညနေကျမငွေမတင်နိုင်တော့ဘူးအဲ့ဒါတတော်ကိုလာပြောတာပါ ွားတွားခင်မကြီးစီတွားပြီးအကျိုးချောင်းပြောပြဒေါတန်းကြီးကတဖက်ခန်းတွင်ထိုင်နေသော သူ့တူမစီ လက်ညှို့ညှို့လက်ညှို့ညှို့၍ခင်မကြီးရဲ့ခင်မေကိစ္စကြည့်ရှင်းလိုက်ပါလှမ်းယူလေပြောလိုက်ပြီမြင်းနဲ့မဟုတ်လားဆယ်လီလူပေါင်းစုံပြည်တနာပေါင်းစုံ မမတော့ဆယ်လီကိုအထယ်လိုက်မဲ့လိုက်စီချင်းတယ်ဆက်ဆံရတာလေလူတန့်တယ်ဆယ်လီနဲ့ဒီရေကျူးရင်ငန်ကုံတွေနဲ့မလိုက်ပါဘူးတခုတော့စီတယ်မမရုပ်ကြမြေဘက်ကိုသွားနေတယ်ငပုတ်ပြကိစ္စဆက်တွေ့เสียစီလို့ဘလူလဲဆိုတော့တို့ကငပုတ်ပြကိုပြည်တွင်းမှာပဲရောင်းတာ အခု အင်္ဂလန်မှာရောဟောင်ကောင်နဲ့အမေရိကန်နဲ့နိုင်ငံသားမှာငပုတ်ပြားကြောက်ကိုပလတ်စတစ်ထုတ်လေးတွေနဲ့လေးလက်မလောက်ပေါ့လေတစ်တစ်ပြီးရောင်းကြတယ်နိုင်ငံသားမှာမြန်မာတွေစားရတယ်ငချောက်ထုတ်မှာတစိုက်ကတ်ထားတော့မလေးစားမှာလုတ်တည်လို့ကတ်ထားတယ်အမှန်တော့မြိတ်တဝဲချောက်ကို မလေးစားကဝယ်ပြီး ူတို့ကပါကင်လှလှနေနေသဆင့်ပြန်ရောက်တာအဲ့ဒါမို့ပို့ကုံအဖြစ်နဲ့လုံနိုင်ဆယ်လီလောက်ခုတော့ကုထွန်းအေးတဝဲနဲ့မြေကကုံတဲ့တွင်နဲ့သွားဆွေးနွေးနေတယ်ငပုတ်ချောက်ကတဝဲကပူကောင်းတယ်မမထင်တယ်ဆယ်လီနဲ့တော့အထေပဲကောင်းပါတယ်ကဲ မမစင်းစရာစီတာလေးတွေစင်းပေးလိုက်မယ်။မောင်သိန်းအောင်လာခဲ့အောင်။ဝဇွန်ကြောက်ဘိုးလေးတွေစင်းရအောင်။စီတယောက်ကဗီဒူခွင့်ကခွင်တွေတစ်ခုကိုယူရဲဒေါ်တန်းကြီးစပွဲကို လာခဲ့သည်။ဆယ်လီကဝဇွန်ကြောက်ဘန်းအသိန်းခံရသောမိမကိုစိတ်ဝင်စားနေသည်။ မမအရှင်သင်းလှုပ်တာလေဆယ်လီ ခင်မကြီးစီခဏလောက်သွားလိုက်အောင်မယ်ဆယ်လီဒီခင်မကြီးဘက်ကို ကူလာသည်ဗျက်ထူတဲ့ခင်မီအနားသွားထိုင်သည်ခင်မီဒီသူ့ကိုတတိထားမိပုံမပေါ်ခင်မီကစပင်းကို ကော်ပြီးနှင့်ပတ်ထားသည်ရှင်းသားပွင့်ရိုက်အင်ကြီးလုံကြီးက အနီရင် ပေါ်ပလင်းပြောင်းကိုဝှက်ထားသည်မျက်နာကတော့တောကနှင့်ပူလောင်နေပုံရသည် နေရောင်အောက်မှရောင်းဝယ်နေရသူမို့လေလောင်သောမျက်နာကညူမွဲ့မွဲ့ဖြစ်နေသည်အခုမစွန်ကြောင်းမှုတ်တပိတ်တာထပ်ပြီးလိုက်ပါဒီနေ့ငွေပြန်မသွင်းနိုင်တော့ဘူးမနှက်ဖြတ်မှတဝက်စီသွင်းပါမယ် ခင်မကြီးကစည်ရင်မှတ်နေသည်မဖင်မခင်မီကလည်းဘာပဲဖြစ်ဖြစ် အပြေးတံမှာပေါ့ယူနီစီပေးရဲလာရင်ဈေးတဲ့ချင်းတင်ပေးတာပဲဟာစင်ကူကအလွန်နေအမရဲ့မနှက်ပြန်တော့အမှုတ်တုတ်ကိုကွက်သစ်ဇီးတွေမှာပဲတွားရောက်မယ်အန်ဒီရဲ့ကင်းနေ ဒါကြောင့်ကျမပဇွန်ကျောင်းအမှုတ်တောင်းတာဒီနေ့တော့ပဇွန်ကျောင်းအကောင်ကမြို့ထဲတုံးဆိုပြီးတန်စီနာကပလက်ဖောင်းပေါ်ရောင်းကောင်းလိုက်တာမြူနီစီပယ်ရဲနဲ့တွေ့သွားတယ်ဘမ်းမမရှိတော့ဘူးအရင်ပြုတ်ပြီးခင်မကြီးကပဇွန်ကျောင်းမှုတ်တထုတ်ခင်မီကိုလှမ်းပေးလိုက်ပြီး ဆင်ပမာနီလေဆယ်လီက ရုတ်တရက်ဝင်မေးလိုက်၍ခင်မီကအံ့အားတင်သွားသည်ကန်းနာမှာခင်မီကမရေတရေဖြေလိုက်သည်ဆင်အိမ်ပြန်မှမို့လားအပြန်ကြပကျမလိုက်ပို့ပြီးပါမယ်ခင်မီသည်တအံ့တော်ဆယ်လီကို ကြည်လိုက်သည် ကျမမလိုက်ပြစီနဲ့ဆင်းအိမ်ကိုတီးကျင်လို့ပါအေးအေးကျမအိမ်ကလမ်းမီးတဲပါဘာပဲဖြစ်ဖြစ်ပေါ့လေကျမလိုက်ပို့ချင်လို့ပါ ယူစရာတွေအတင်းလောက်ထားဆယ်လီဒီဒေါ်တန်းကြီးထမ်းမငွေယူကာနှုတ်ဆက်၍ခင်မင်းနဲ့အတူ ွဲယုံထဲမှထွက်ခဲ့သည်ခင်မီကကားပေါ်မယွန့်ပြွတ်တက်လာခဲ့သည်ဟန်အီးကလည်းဆယ်လီလုံးပုံကို နားမလဲမခင်မီအိမ်ဘယ်နားမှာလဲလမ်းပြနော်ခင်မီသည်မော်တင်ကန်နာစိတ်ကန်နာပလက်ဖောင်းပေါ်မှာတန်စီယိုတိုင်များကိုတွေ့၍ တာလဘတ်မူထားသောတစ်ဖက်ရဲ့သူ့အိမ်ကိုပြသည်ဆယ်လီကလမ်းဘီကရက်၍ခင်မင်နဲ့အတူဆင်းလာ၏သူဤအိမ်လေးမှာဆယ်လီထိုင်စရာမရှိလေးနှစ်၅နှစ်လောက်ရှိမီမိန်းကလေးတယောက်ဖျားစုပ်လေးပေါ်မှာထိုင်နေသည်အမကိုအားနာလိုက်တာဒါကျမအိမ်ပဲ ဆင့်ယောက်ကြကောသူကအလုတ်ဆင်းနေတယ်ကန်းနာမှာတင်မောတွေဆိုင်ရင်ကူလီလောက်တယ်ကျမမှာတာကြီး၁၀နှစ်လောက်တယောက်စီတယ်သူ့အဖေကိုဘတွန်းကသူ့ကိုကြောင်းထားချင်တယ်ဆိုတော့ကျမကဈေးရောက်တာပါ သူကူလီထမ်းလို့ရတဲ့ငွေက စားလောက်ပါတယ်သားကိုကြောင်းထားရတော့အရက်ဖို့မပူဘူး ကျမဈေးရောက်တော့သူ့အရက်ပူရတာပေါ့။သူကမူးရင်အေးအေးအိတ်တာပါ။ကျမကလည်းကျင်နာပါတယ်။မတောက်တော့လဲမနဲ့ကြအလုံးမဆင်းနိုင်ဘူး။ပသိမ်တင်းမောတွေကအစောကြီးကတ်တာ။ကျမကလေးတွေကော်ပြီးမခင်မီအိမ်လာလေအောင်မယ်အခုကျမပေးတဲ့ငွေ20ကိုယူပါ ။ပဇွန်ကြောက်ကြွီးဆက်နိုင်တာပေါ့။ကျမသွားအောင်မယ်။ဆယ်လီဒီမက္ကီမီစီငွေ20ထားခဲ့ကကားစီယာထွက်လာခဲ့သည်။ခင်မီကဆယ်လီလုံပုံကို နားမလဲ၍ငေး၍ကြံခဲ့သည်။အိမ်ပြန်လွမ်းတွင်ဆယ်လီကခင်မီအကြောင်းကိုတွေးရင်းခင်မီစကားကိုကြားရောက်လာသည် ကျမဇီးအောင်တော့သူ့အရက်ဖူရတာပေါ်တယ်ခင်မေခင်မေဒီနေ့သူ့ဇီပန်းလေးမြူရဲသိမ်းသွားတော့သူ့ရုပ်ကြအရက်ဖူဘယ်ကရမလဲအရက်ဖူမရလျင်သူ့ရုပ်ကြကများခင်မေကိုရိုက်အောင်မလားသူ့လင်ကကျင်နာပါလေဆိုတော့မရိုက်တန်ကောင်းပါဘူး လင်းကိုအရက်စပွဲနဲ့အမီးနဲ့ဆယ်လီတင်ခင်းကျွေးမွေးတယ်လို့ခင်မေဒီလဲသူ့ရောက်ကြအရက်ဖူးရအောင်ကျွကျွစစဈေးရောက်စားသည် ဒီနေရာမှာသူနဲ့ခင်မေစေတနာတူကြသည်ဟုတ်ကဲ့ဆ iam ကြီးခင်နေယူ၏မြကြပြူအပိုင်း73ကိုဖတ်ပြမျှဝေပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ ဆက်လက်ပြီး အပိုင်း14ကိုလည်းနားဆင်ပေးကြပါဦးခင်ဗျာနားဆင်ပေးကြတဲ့တောတဆင်တဦးတယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဧည့်သည်ပါ